ပန်ဒိုးထပ်ပူရမယ် project ကိုရပစံကိုဖမ်းမှာပဲအမှတ်ထားခြင်းတဲ့သူတွေ crypto ခြင်ထားပြီးတော့ဘာမှမလုပ်ပဲဒီတိုင်းထားနေရလို့နှမျောနေတဲ့သူတွေကိုရ crypto ကနေ passive income ရချင်နေတဲ့သူတွေအတွက် Falcon Finance ဆိုတဲ့ project အသစ်တစ်ခုထွက်လာပါတယ်ဒီ project ကကိုရ crypto တွေကိုသုံးပြီးတော့အတိုးနှုန်းကောင်းကောင်းနဲ့ဝင်မွေးရှာနိုင်အောင်လုပ်ပေးတဲ့ platform တစ်ခုပါဆိုတော့ဒီနေ့ video မှာတော့ဒီ project ကပါလဲ ပိုင်းနက်စ်ကလည်းဘလိုမျိုးအထောက်ပြခဲ့တာလဲအနာဂတ်မှာဒီ project ကအလားအလာကောင်းလားဆိုတာတွေကိုပြပြပြသွားမှာဖြစ်ပါတယ်။ဆိုတော့ပထမဦးဆုံးအနေနဲ့ Faircon Finance ဆိုတာပါလဲ Faircon Finance ဆိုတာကကိုယ်မှရှိတဲ့ crypto ပိုင်ဆိုင်မှုတွေကိုအပောင်ထားပြီးတော့အတိုးပြန်ရအောင်လုပ်ပေးတဲ့နေရာတစ်ခုပါ။ဘလိုအလုံးလုံးလဲဆိုတော့ကိုယ်မှရှိတဲ့ crypto တွေကို သူတို့ရဲ့ platform ထဲမှာအပေါင်းတပေါ်မျိုးသွားထည့်လိုက်တယ်အဲ့လိုထည့်လိုက်ရင်သူတို့က USDF ဆိုရယ်ဒေါ်လာနဲ့တန်ဖိုးတူရယ် token တစ်ခုကိုပို့ဖို့ပြန်ပေးပါလိမ့်မယ်ကိုရလာတဲ့ USDF token ကို platform မှာပြန်ပြီးတော့ stake လုပ်ထားလိုက်ရောမှာပဲအဲ့လို stake လုပ်ထားတဲ့အတွက်ကိုကိုအတိုးပြန်ပေးမှာပါအပေါင်းတပေါ်မျိုးနဲ့ collateral ထည့်ထားတဲ့ coin အတွက်အတိုးရတာမျိုးတော့မဟုတ်ဘူးယူရချက်ကတော့ကိုယ့်ရဲ့ crypto တွေကိုဒီတိုင်းထိုင်ကြည့်နေမယ့်အစားအဲ့ဒီကနေတကယ်ပန်တွေမှာပတ်စံထည့်ရင်အတိုးရတယ်လို့မျိုး တည်တည်ပြီးတော့စိတ်ချရတဲ့ဝင်ဝင်တစ်ခုဖန်တီးပေးဖို့ပါပဲ။အတွန်းတော့ APY နဲ့ဝင်ဝင်ဘလောက်ရနိုင်မလဲ။ Faker Finance ကနေဝင်ငွေရှာနိုင်တဲ့အဓိကနီလာနှမျိုးရှိပါတယ်။အတွန်းတွေကလည်းတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရရပေါ့နော်။ကိုရလာတဲ့ USDF token ကို platform မှာ stake ထုတ်ထားတဲ့အတွက်တည်ငြိမ်တဲ့ APY နှစ်ဆင့်အတွန်းတွေကိုပုံမှန်ခန်းဆားရမှာဖြစ်ပါတယ်။ ဒီ APY ကပုံမှန်အားဖြင့်၈ရာခိုင်နှုန်းကနေ၁၂ရာခိုင်နှုန်းကြားမှာရှိတတ်ပြီးတော့ဈေးကွက်အခြေအနေပေါ်မူတည်ပြီးနည်းနည်းလေးတော့ပြောင်းလဲနိုင်ပါတယ်။ဒါကတမန်ယူကြပန်တွေထက်အများကြီးတာလုံတဲ့နှုန်းထားတစ်ခုပါ။ Platform ရဲ့ကိုပိုင်း FF token ကိုတည်တဲ့ stake ထားမယ်ဆိုရင်တော့ပိုများတဲ့ APY ကိုရနိုင်ပါတယ်။ဒါကတော့ project ရဲ့အောင်မြင်မှုနဲ့အချို့ကြတဲ့အတွက်15ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းအထိဒါမှမဟုတ်ဒီထက်ပိုပြီးရနိုင်ပါသေးတယ်။ project ကိုယုံကြည်တဲ့သူတွေအတွက်အကျိုးအမြတ်ပူပေးတဲ့သဘောပါ အကောင်းဆုံးကတော့ FF token ကိုကင်ထားတာဒါမှမဟုတ် stake ထားခြင်းအပြင်ကိုယ့်ရဲ့ USDF staking ကနေရမယ့်အတူနှုန်းကိုပါထပ်ပြီးရောကင်တင်ပေးရောဖြစ်ပါတယ်ဥပမာ FF token ကင်ထားတဲ့သူတွေအတွက် USDF staking APY ကို၁၈ရာခိုင်နှုန်းအထိရရှိနိုင်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဒီ FF token ကိုဘယ်နည်းအမှသုံးလို့ရတယ်လဲ FF ဆိုတာကတော့ Falcon Finance ရဲ့ native token ဖြစ်တယ်ပေါ့နော် FF token ကိုကင်ထားတဲ့သူတွေက project ရဲ့အရေးကြီးတဲ့ software ချက်တွေကိုမဲပေးပြီးတော့ပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိတယ်။ဒါကတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ governance ပိုင်းပေါ့နော်။ပြီးတော့ဒီ FF token ကိုကင်ထားရင်ဒါမှမဟုတ် stake ထားရင်ကိုရမဲ့အတိုးနှုန်းကလည်းပုံများပါလိမ့်မယ်။ platform ပေါ်မှာအသုံးပြုတဲ့အခါမှာပေးရတဲ့ fees တွေလည်းသက်သွားသွားပါတယ်။ နောက်ပြီးတော့ platform ကိုတက်တက်ကြွကြွသုံးဆွဲတဲ့ user တွေကို bonus အနေနဲ့ FF token တွေထပ်ပြီးတော့ပေးဖို့မှာဖြစ်ပါတယ်။သုံးရင် သုံးသလောက် token ထည့်ရမယ်တဖို့ပါ။ project ကနေ product အသစ်တွေ feature အသစ်တွေထပ်လာတဲ့အခါမှာလည်း FF ကင်ထားတဲ့သူတွေကတခြားသူတွေထက်အရင်ဦးဆုံးသုံးဆွဲဝင်ရအောင်မှာဖြစ်ပါတယ်။ဆိုတော့ဒီ token တွေကိုခွဲဝေမယ် tokenomics ကတော့စုစုပေါင်း token အရေအတွက် total supply အနေနဲ့က10 billion ရှိပါတယ်။ 35ရာခိုင်နှုန်းကတော့ ecosystem ဖွင့်ပြဖို့အတွက်သုံးပါရယ် airdrop တွေတခြား project တွေနဲ့ချိတ်ဆက်ဖို့လိုရမျိုးတွေပေါ့နောက်ထပ်24ရာခိုင်နှုန်းကတော့ Falcon Finance Foundation အတွက်ကိုသုံးပါရယ် နောက်ထပ်20ရာခိုင်နှုန်းကတော့အတ ିକ team နဲ့ developer တွေအတွက်ပါ8.3ရာခိုင်နှုန်းကတော့ community airdrop တွေအတွက်ပါဂျန်နဲ့ပမာဏကို marketing နဲ့ယင်းနှမြုံနယ်သူတွေအတွက်ခွဲဝေပေးထားပါတယ်အခု Binance မှာ BME ကင်ထားတဲ့သူတွေကို airdrop ပေးဖို့အတွက် FF token တန်150ကိုသီးသန့်ဖယ်ထားပါတယ်ဆိုတော့ဒီ airdrop ဘယ်လိုမျိုး Binance ကနေရနိုင်မလဲ ဒီ airdrop ကိုရဖို့အတွက်ကုမရှိရဲ့ BNM ကနေကို Binance ရဲ့ Simple Anne မှာဒါမှမဟုတ် Exchange Product တွေထဲမှာ September 14ရက်နေ့ကနေ15ရက်နေ့အတွင်းထည့်ထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးထည့်ထားရဆိုလို့ရှိရင်တော့ဒီတစ်ခေါက် airdrop အတွက်ကို Elizabeth ဖြစ်ပြီးတော့ token တွေကိုရခဲ့မှာဖြစ်ပါတယ်တကယ်ရင်မထည့်တမ်းမိဘူးဆိုလို့ရှိရင်လည်းနောက်ထပ်နောက်ထပ် airdrop တွေကိုလွတ်မသွားအောင်ကုမရှိရဲ့ PM ကိုအနေနဲ့ကို Binance နဲ့ MN နဲ့မှထည့်ထားဖို့အကြံပေးချင်ပါတယ် ဆိုရနာဆောအနေနဲ့ဒီ project ကအနာဂတ်မှာအလားအလာကောင်းနိုင်လားဆိုတာတွေကိုစက်ပြီးတော့ဆွေးနွေးချင်ပါတယ်။ The confidence ကအနာဂတ်မှာ roadmap ကောင်းတစ်ခုကိုချပြပေးထားပါတယ်။ မာတီချိန်းဆပ်ပอร์ตအဖြစ်လာမယ့်အနာဂတ်မှာအီသရီယမ်နဲ့မကဘဲနဲ့တခြား blockchain တွေပေါ်မှာသုံးလို့ရအောင်ချဲ့ထွင်သွားအောင်မှာဖြစ်ပါတယ်။ crypto တွေအပြင်အပြင်လောကမှာရှိတဲ့အင်ချန်တွေလိုပိုင်ဆိုင်မှုတွေကိုပါ token အဖြစ်ပြောင်းလဲပြီးတော့သူတို့ platform မှာအပောင်ထားနိုင်အောင်လုံဆောင်သွားဖို့အစီအစဉ်ရှိပါတယ်။ဒါကအရင်ကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲ။ နောက်တစ်ချိန်မှာဘန်စနစ်တွေနဲ့ပါချိတ်ဆက်ပြီးတော့ define နဲ့ traditional finance ကြာကတတားတစ်ခုအဖြစ်ကိုရည်တည်ဖို့ယူရထားပါသေးတယ်။ဒါပေမဲ့လည်း project ကအသစ်ဖြစ်တဲ့အတွက် roadmap အတိုင်းခေလာနိုင်ပါမလားဆိုတာကတော့စောင့်ကြည့်ရအောင်မဲ့အပြင်တခြား stable coin နဲ့အတူပေးတဲ့ define project တွေလည်းရှိနေသေးတဲ့အတွက် fagon finance အနေနဲ့စိတ်ခုံမှုတွေကိုညှိနှိုင်းရအောင်မှာဖြစ်ပါတယ်။ အထူးဆိုပြီးတော့ပြောရရင် Fico Finance ကကိုယ့်ရဲ့ crypto ကိုအကျိုးရှိရှိသုံးပြီးတော့ဝင်ကွေးရှာနေတဲ့သူတွေအတွက်အလားအလာကောင်းတဲ့ project တစ်ခုဖြစ်ပြီးတော့သူ့ရဲ့ FF token ကလည်းဒီ ecosystem ကြီးတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်လာမှာအသေးချပါပဲ။ Holder airdrop အကြောင်းနဲ့ Bloom လို့လောက်ရမလဲဆိုတာကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ Crypto Maker Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ကြီးများအခုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ့်အပြင် Crypto Maker နဲ့ အလုပ်ပြီးကံမိတ်တွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ် crypto မိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိတရာကြောဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ code ကိုသုံးထားတဲ့ user တွေဆိုလို့ရှိရင်ရရှိမှာပါအကျိုးမြတ်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍မြာကိုအတီကုတ်ကိုတုံးပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ crypto မိတ်ပါနောက် video မှပြန်တွေ့ရဖို့